Hello မင်္ဂလာပါရှင်ဒီတစ်ခေါက်တော့ခစ်ကအိမ်မှာမုံလက်ဆောင်ကိတ်လေးလှူစားဖြစ်ပါတယ်တငယ်ချင်းတို့လည်းအိမ်မှာလှူစားကြည့်လို့ရအောင်လို့ခစ်က sharing လေးပြန်လုပ်ပေးချင်ပါတယ်ပါဝင်ပစ္စည်းလေးတွေကတော့ကြက်ဦးအနှစ်နဲ့အကာအတွက်ဆိုပြီးတော့နှစ်ပိုင်းခွဲထားတာရှိပါတယ်ကြက်ဦးအနှစ်နဲ့အတူလှောက်ရမယ်ပါဝင်ပစ္စည်းလေးတွေကတော့ကြက်ဦးအနှစ်၅လုံးတကြား50 g no 50 g ကိတ်ကြုံ150 g စာလက်ဖက်ရည်စုံရဲ့စုံတစ်ဝက် vanilla လပည့်ရုံရဲ့တစုံ C 50 g baking powder 2 g လို့ပဲဖြစ်ပါတယ်။နောက်တစ်ပိုင်းကတော့ကျဲဥအကာနဲ့အတူပါဝင်ပစ္စည်းလေးတွေဖြစ်ပါတယ်။ကျဲဥအကာ၅လုံး၊တကြား85 g ဒါဒါ3 run လို့ပဲဖြစ်ပါရှင်ပထမဦးစွာကျဲဥနှစ်နဲ့အပိုင်းကိုစလုပ်ပါမယ်ကျဲဥနှစ်ထဲကိုတကြားထည့်ပါမယ် တကြားတွေကို ကြည်ညက်နေအောင်ဝေပေးပါမယ်။တကြားကြည်သွားပြီဆိုရင်တော့နွားနုထည့်ပါမယ်။အနေငယ်နှံ့နေအောင်မှွေပြီးပြီဆိုရင်တော့စားထည့်ပါမယ်။ ပြီးရင်တော့ဗနီလာအဆန်လေးထည့်ပါမယ်ပြီးရင်စီထည့်ပါမယ်ပြီးရင်တော့စီနဲ့မုန်နှစ်တီနဲ့တသားလေးဖြစ်သွားအောင်လို့မှုပေးပါမယ်ရှင်ပြီးရင်တော့ကိတ်ကြုံထည့်ပါမယ်။တခါလေးဘေကင်ပေါင်တာပါထည့်ပါမယ်။ပြီးရင်တော့အားလုံးကိုတမန်နေအောင်မှုပေးလိုက်ပါမယ်ရှင်။ အားလုံးနှံ့သွားပြီဆိုတဲ့အနေထားလောက်ရောက်လို့ရှိရင်ကနားလောက်ထောက်ထားပြီးတော့ကြက်ဥအကာကိုစပြီးတော့ရိုက်ပါတော့မယ်။အရင်ဆုံးကြက်ဥအကာကိုအရင်စမှွေပါမယ်။အနှဲငယ်မှွေပြီးပြီဆိုရင်တော့တာတာမှုလေးကိုထည့်ပါမယ်။ဒီနေရာမှာတာတာမုတ်အစာတံမြာရီအနေငယ်ညှစ်ပြီးတော့သုံးရင်လည်းရပါတယ်ရှင်။ပြီးရင်တော့တကြောကိုသုံးခါခွဲပြီးတော့ထည့်ပါမယ်။ ကျူကာကိုမွေရင်းကနေဒီလိုအနေထားလောက်ရောက်သွားပြီဆိုရင်တော့ရပါပြီရှင်။ပြီးရင်တော့ကျူအနှစ်ထဲကိုကျူအကာ ရိုက်ထားတဲ့ဟာကို၃ကလောက်ခွဲပြီးတော့ထည့်ပါမယ်။ပထမဦးစွာအရင်ဆုံး၂ဆုံးလောက်ထည့်ပြီးတော့မှုပေးပါမယ်။ပြီးရင်တော့ဒုတိယတစ်ခေါက်ထည့်ပြီးမှုပေးပါမယ်။ နောက်ဆုံးတစ်ခေါက်ကတော့ကြက်ဥအကာရိုက်ထားတဲ့စလုံးလေးကိုအကုန်လုံးရောထည့်ပြီးတော့မှုပြီးလိုက်ပါမယ်ရှင်။မုန်နစ်တီအားလုံးကိုတမနေအောင်မှုပြီးပြီဆိုရင်တော့ဘေကင်ပေပါအသင့်ခင်းထားရဲ့မူကွက်သေးကိုမုန်နစ်တီထည့်ပါမယ်။ခေတုံးထားတဲ့မိုးခွက်ဆိုင်လေးရတော့ရှစ်လက်မပတ်လေဖြစ်ပါတယ်။ပြီးရင်တော့ကိတ်မျက်နှာပြင်သားတွေညီအောင်ညှိပေးပြီးကိတ်ကို လီမခုံနေအောင်၃လကာလောက်စောင့်ချပေးခဲ့ပါတယ်။ ပြီးပြီဆိုရင်တော့ကိလေးကိုစဖုတ်ပေးလို့ရပါပြီ။အပေါ်မီအောင်မီ190ဒီဂရီမှာမိနစ်40လောက်ဖုတ်ခဲ့ရပါတယ်။စက်တလုံးနဲ့တလုံးမတူညီနိုင်တာကြောင့်ကြာချိန်နဲ့အပူချိန်လေးရတော့အနည်းငယ်ကွာခြားနိုင်ပါတယ်။ကဲအခုဆိုရင်ကိတ်မုတ်လေးလေးရပြီဆိုတော့ကိတ်မုတ်လေးကိုအေးအေးခံပါမယ်။ကိတ်ကိုမုတ်ွက်ထဲကနေအလွယ်တကူထုတ်လို့ရအောင်လို့ဘေးသားလေးတွေကိုဓာလေးနဲ့အခုလိုပဲလှီးထုတ်ထားပေးပါမယ်။ကိတ်ကိုအေးအေးခံနာစင်မှာမုတ်လက်ဆောင်အရေးပြုလုပ်ဖို့အတွက် အဝင်ပစ္စည်းလေးတွေကိုပြပြကြပါမယ်။မုန်းလဆောင်ဖန်း230 g ။တကြာ80 g ။အုံနို230 g ။ကြောက်ကြောမုန်း4 g ။ကြောက်ကြောမုန်းနဲ့ဖြောဖို့အတွက်ရေက30 g ။ပြောင်းကြုံ30 g ။ပြောင်းကြုံဖြောဖို့အတွက်ရေက55 g ။ရေတည်တန်385 g လို့ပဲဖြစ်ပါတယ်။အရင်ဆုံးကြောက်ကြောမုန်းကိုဖြောပြပါမယ်။ ရေ 30g နဲ့ကိုကြောက်ကြောမို့ 4g လေးထည့်ပြီးတော့မှုပြီးလိုက်ပါမယ်။ကြောက်ကြောမို့ကို ရေနဲ့ဖြောထားပြီးရင်တော့ခဏထားထားပါမယ်။ပြီးရင်တော့ပြောင်းကြုံ 30g နဲ့ကိုရေ 55g ထည့်ပြီးတော့မှုပြီးပါမယ်။ပြောင်းကြုံမို့ကိုလည်းဖြောပြီးပြီဆိုရင်ခဏထားထားပါမယ်။မုတ်လက်ဆောင်ရေစကြူပါတော့မယ်။ရေ 385g ကိုထည့်ပါမယ်။ပြီးရင်တော့ခုနကဖြောထားခဲ့တဲ့ကြောက်ကြောရေကိုထည့်ပါမယ်။ အနှဲငယ်စူပွက်လာတဲ့အထိကြိုပေးလိုက်ပါမယ်။မီးကိုအလဲအလက်လေးထားပြီးကြိုပေးပါရရှင်။ဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းအဲကြောက်ကြောလေးတွေအနှဲငယ်စူပွက်လာပြီဆိုရင်တော့တကြားထည့်ပါမယ်။တကြားတွေပျော်သွားတဲ့အထိ မှုပေးလိုက်ပါရ။တကြားဒီအခုလို့ပွက်ပွက်ဆူလာပြီဆိုရင်တော့အုံနုထည့်ပါမယ်။ အုံတို့ထည့်ပြီးအနှဲငယ်မှွေပြီးပြီးရင်တော့ပြောင်းကြုံမှုဖြော်ထားတာထည့်ပါမယ်။ပြောင်းကြုံမှုထည့်ပြီးမှွေပြီးပြီးရင်တော့ဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းအနှဲငယ်ပြစ်လာတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့မုံလက်ဆောင်ဖက်လေးလေးထည့်ပါမယ်။ခေကတော့မုံလက်ဆောင်နှစ်ရည်လေးကိုလှကျင်တဲ့အတွက်ကြောင့်ဖူကာလာလေးကိုအနှဲငယ်သုံးထားပါဗျ။အယောင်ကမထည့်လေးရပါရဲ့နော်။ မုံလတ်စာမုံနှီးလေးကိုအနှဲငယ်စူပွက်လာတဲ့အထိကြိုပြီးလိုက်ပါတယ်။ဒီအနီလောက်ရပြီဆိုရင်တော့ရပါပြီ။ကဲဒါဆိုရင်တော့ကိုလုံးမဲကိတ်ဘူးတွေကိုစားထည့်ပါမယ်။ဒီနေရာမှာခက်ကလေကိတ်လှီးပြီးသွားတော့မှဗီဒီယိုမရိုက်မိလိုက်တဲ့အတွက်ကိတ်လှီးပြတဲ့အပိုင်းကြီးတော့မပါတော့ဘူးပေါ့နော်။ခေခုနာကဖုတ်ထားခဲ့တဲ့ရှစ်လက်မကိတ်လေးကဒီဘူးနဲ့ဆိုရင်လေးဘူးစာထွက်ပါရဲ့ကိုအစင်ပြာဘူးနဲ့လုပ်လို့ရပါတယ် အရင်ဆုံးဂိတ်သားကိုထည့်မယ်။ပြီးရင်မုလဆောင်မုန်နေရည်လေးကိုထည့်မယ်။ပြီးရင်တော့ဂိတ်သားလေးကိုဒုတိယအလွှာဖြည့်ထည့်ထည့်ပါမယ်။နောက်ဆုံးမှာတော့အပေါ်ဆုံးကနေမုတ်လက်ဆောင်အနှစ်ကိုထပ်ထည့်ပါမယ်။ဒါဆိုရင်တော့ရပါပြီ။ နောက်ထပ်ဂျန်နေသေးတဲ့ဘူးတွေကိုလည်းခုနလိုပဲဆက်လုပ်ပေးသွားလိုက်ပါတယ်အကုန်လုံးထည့်ပေးပြီးသွားပြီဆိုရင်တော့ရေခဲတတာထဲမှာအနည်းဆုံး2နာရီလောက်ထားပေးရပါတယ်ကဲခုဆိုရင်မိုးလက်ဆောင်ဂိတ်လေးကိုအေးအေးခံထားတာရလာပါပြီ။အရသာဘလို့နေလဲမြည်ကြည့်မယ်နော်။ ုံတို့ရဲ့ခရမီရတာကကိတ်မုတ်ရဲ့နူးညံ့မှုနဲ့ပေါင်းဆက်သွားတဲ့အချိန်မှာစိမ့်စိမ့်လေးနဲ့လုံးဝစားလို့ကောင်းသွားစီရယ်။ပြီးတော့နူးညံ့မှုနဲ့ခရမီ feeling ကိုလည်းတခါလေးခံစားရစီရယ်။ဒါဆိုရင်တော့ KY video ကိုဒီလောက်နဲ့ပဲအဆုံးသတ်ပါရစေ။ video အဆုံးထိကြည့်ရှုပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်။